လဲသောဝက် TV ပရိသတ်ကြီးမင်္ဂလာပါရှင်။ကဏ္ဍဆောင်စွာတင်ဆက်ပေးနေတဲ့အင်းဆက်မြမအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့ရဲ့အစီအစဉ်ကတော့ VNN မင်းသမီးငွေရင်ထွန်းဟုရမေကိုမီဒီယာတွေနဲ့တွေ့ဆုံပေးတဲ့အခမ်းအနားပဲဖြစ်ပါတယ်။ဒီအခမ်းအနားကိုတော့ရန်ကုန်မြို့ပြည်လမ်းမှာရှိတဲ့တော်ဝင်ကားရဲဟိုတယ်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။ခန္ဓာကိုဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေတက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာတော့အခမ်းအနားမှုအဖြစ်ချိုးစော်နေတဲ့ချက်ချက်မင်းတို့ကတင်ဆက်ခဲ့ပါဗျာ။ဒီနေ့ပွဲခန္ဓာလေးဖြစ်ပါရယ်ခင်ဗျာ။ပထမဦးစွာမြန်မာမီဒီယာ7ကဥက္ကဋ္ဌဦးဝင်းမင်းမောင်ကဒီရုပ်ရှင်ဇာတ်ကားရိုက်ကူးဖြစ်တဲ့အကြောင်းကိုမိတ်ဆက်ပြောကြားခဲ့ပါဗျာ။သူ့အနေနဲ့ဟိုသူ့ရဲ့ပြည်သက်တွေခိုင်းမာရရှိထားတဲ့နိုင်ငံ၃နိုင်ငံနဲ့မြန်မာနိုင်ငံပေါ့ဗျာ။အဲကြောင့်လို့လူလာလာနေကိုရှက်ဖြစ်ပါလေအဲဒီနောက်မှာတက်ရောက်လာတဲ့အမှုပညာရှင်များစွာတွေကအစိုးရထွန်းထွန်း စုပြည့်မှုအိမ်ထိုးရတီတို့ကတေးသချင်းများစွာနဲ့ဖြောပြေးတင်ဆက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့မြန်မာ VNN ချစ်ကြည်ရေးကော်မတီဥက္ကဋ္ဌမစ္စတာဖုန်ကဝမ်းမြောက်စကားပြောကြားခဲ့ပါတယ်။ တရခန်းနာမှာအစိုးရဟဲလီအမောဘန်နီဖြိုးတို့ကတဲသချင်းတွေနဲ့ဖျော်ပြခဲ့ပါတယ် ိကတော့ကျွန်တော်တို့ဒီဒီပွဲလေးကတော့ဟိုကျွန်တော်တို့ရုပ်ကျွန်တော်တို့ထုတ်လို့ရနေပြီးတော့၃-၅မြောက်ရိုက်တဲ့မြန်မာရုပ်ရှင်စကားကြီးပေါ့နော်အဲ့စကားအတွက်မီဒီယာတွေကိုသိပေးတယ်နောက်ပြီးတော့မီဒီယာတွေနဲ့မိတ်ဆက်တဲ့ခံတာပါဟုတ်အဲကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ပြည်သက်တွေအနေထားရအမြင်သက်လေးဆန်းအောင်ကျွန်တော်တို့ပဲအတာပဲပုံစံမျိုးနဲ့ရရင်ကောင်းမလဲဆိုကျွန်တော်တို့စဉ်းစားပါတယ်စဉ်းစားရင်းနဲ့ကျွန်တော်တို့ဒီကျွန်တော်တို့ Facebook မှာ ကျွန်တော်တို့ Facebook မှာကျွန်တော်တို့ BNN မင်းသမီးနဲ့ကိုကျွန်တော်တို့အချိန်ဟိုတွေ့တယ်ပေါ့နော်တွေ့တော့ကျွန်တော်တို့ရုပ်ရှင်ရဲ့ပြည်သက်အများစုတော်တော်များများဟာလူငယ် Facebook လူငယ်တွေကများပါတယ်အဲ့တော့ကျွန်တော်တို့ကသူတို့လူငယ်အကြိုက် Facebook အကြိုက်ပြည်သက်တယောက်ကိုကျွန်တော်တို့ဒီပြည်သက်တယောက်အနေနဲ့ခန်းစားကြည့်ပြီးတော့အမှုပညာရှင်ကိုချိန်မဲဆိုတဲ့အချိန်မှာတတ်တိုက်ဆန်ဆန် BNN မင်းသမီးကိုကျွန်တော်တော့တွေ့တော့တွေ့တော့သူ့ကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အခြေဆက်တွေနဲ့သူတို့ကနေတဆင့်မြန်မာ BNN ချစ်ကြည်ကော်မတီဥက္ကဋ္ဌ ကနေကျွန်တော်တို့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဆက်သွယ်နိုင်ခဲ့တယ်ပေါ့နော်ဆက်သွယ်တော့သူကလည်းနှစ်နိုင်ငံချင်းချစ်ကြည်ပုံစံမျိုးဖြစ်နေတော့လူလူလားလားနဲ့ကိုရိုက်ပေးဖို့အတွက်သဘောတူခဲ့ပါဟုတ်ဒီဇလန်ကတော့ဖေဖော်ဝါရီလအကုန်လုံးမှန်ထားပါတယ်မှာကျွန်တော်တို့အဓိကကိုဇလန်ကတော့ကျွန်တော်တို့နှစ်ခုရွေးထားတယ်နှစ်ခုတည်းကတော့တစ်ခုဖြစ်ပုံများတယ်ဒါပေမဲ့အဲ့နှစ်ခုတည်းတစ်ခုကကျတော့ပရာဟိတအချစ်ဇလန်နောက်တစ်ခုကတော့အချစ်ရိုမန်ဇလန်အဲ့နှစ်ခုတည်းတစ်ခုဖြစ်မှာဟုတ်ကျွန်တော်တို့ကတော့တလောက်လောက်တော့ချိန်ယူရမယ်ထင်ပါတယ် တရားခမ်းနားမှာအကယ်ဒမီနေတိုးကဒီရုပ်ရှင်ဇာတ်ကနဲ့ပတ်သက်ပြီးနှုတ်ဆက်စကားပြောကြားခဲ့ပါတယ်။ဟိုဒီမြန်မာလူပါဝင်ပေါ့နော်။အားရှိတဲ့လူတွေအားလုံးကိုကျေးဇူးများရည်ရုပ်ရှင်ရိုက်ဖို့အတွက်လာကမ်းလှမ်းတာပေါ့နော်ကမ်းလှမ်းတဲ့အထက်မှာမှလည်းထူးခြားမှုတွေတခုနောက်ပြီးတော့သူတို့မီဒီယာ7ရာဆာချုပ်ချုပ်ထားတဲ့ VNN အလှမယ်လေးနဲ့လည်းရိုက်ချင်တယ်ဆိုတော့အာကျွန်တော်တို့ဇလန်ဒီယာအစပေါ့နော်သူတို့ကအာပထမရွေးချယ်လို့ရအောင်ဆိုပြီးတော့မြို့ဇလန်မြို့စာတွေလည်းယူလာတယ် ်ယူလာတဲ့အခါကျတော့ကျွန်တော်တို့ကဒီကားလေးကိုသူတို့ကမြန်မာပြည်သက်တွေစိတ်ဝင်စားအောင်နောက်ပြီးတော့ဒီဗီနန်အလှမယ်ရဲ့မြန်မာပြည်သက်တွေဂျားထဲမှာသူအွန်လိုင်းမီဒီယာတွေဂျားထဲမှာသူကနာမည်ကြီးနေတဲ့အဲ့လိုလေကျွန်တော်သိရတယ်လေအကုန်လုံးတိုင်ပင်ဆွေးနွေးပြီးတဲ့အချိန်မှာတော့ ဇလန်းအမျိုးအစားကိုတော့ကျွန်တော်တို့ပြောပြလို့ရမှာပေါ့နော်အခုကတော့ကျွန်တော်တို့ကဇလန်းရဲ့အငွေအသက်လောက်ပဲကျွန်တော်ပြောပြလို့ရမှာပါကျွန်တော်တို့စီစဉ်ထားတဲ့ရကူးမဲ့ဇလန်းကတော့အခြေဇလန်းပုံမှာအခြေခံ60%ကတော့အခြေခံထားပြီးတော့မှပရိသတ်ကိုလျှို့ဝှက်ထားတဲ့ဇလန်းအမျိုးအစားဖြစ်မယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ကပြင်မာရှိတဲ့ live တွေကိုကျွန်တော်တို့အသုံးပြုပြီးတော့ကျွန်တော်တို့ဟိုတဘဝဆန်ဆန်နဲ့ကျွန်တော်တို့ တင်ပြမဲ့ဇလန်းအမျိုးအစားတွေမှာပါဝင်နေမယ်။ဟိုမှာစကားတွေကနေဟိုကာရီယာတစ်ခုပေါ့နော်။မဟုတ်ပဲねအပြင်မှာရှိတဲ့လူတွေရဲ့ကာရိုက်တာတစ်ခုလည်းဖြစ်ခြင်းဖြစ်နေမယ်ပေါ့။အဓိကတော့ကျွန်တော်တို့ရဲ့ idea ကို ကျွန်တော်တို့ကအထက်နိုင်ဆုံးအပြင်မှာရှိတဲ့ live တွေကိုကျွန်တော်တို့ဦးစားပေးဖို့ကျွန်တော်တို့ဟိုစဉ်းစားထားပါတယ်။အဲ့လိုခက်ခဲမှု ရှိတယ်ဆိုတော့အကြောင်းအရာတွေကိုကျွန်တော်တို့ဟိုရိုက်ပြနိုင်မယ်ဆိုလို့ရှိရင်တော့ အာကျွန်တော်တို့နောက်ရိုက်မဲ့ရုပ်ရှင်တွေအတွက်ကိုလည်းကျွန်တော်တို့ကဒီကားလေးဒီအဲကျွန်တော်တို့အတူတူစရာလေးတခုဖြစ်နေနိုင်မယ်လို့ကျွန်တော်မြင်တယ်အခုလည်းပူပေါင်းကွင်းရတယ်အခွင့်အရေးရလာတယ်ဆိုတာကျွန်တော်တို့ရဲ့ရုပ်ရှင်ဒီထက်မကတိုးတက်ပြောင်းလဲလာဖို့အတွက်ကျွန်တော်လမ်းစာတွေအများကြီးရတာရတယ်ပေါ့နော်အဲလမ်းစာရတယ်ဆိုတော့ကျွန်တော်တို့ရဲ့စူးစားကွင်းပေါ့နော်စူးစားကွင်းကပို့ပြီးတော့ကြီးမားလာမှာပေါ့စူးစားကွင်းကြီးမားလာတယ်ဆိုလို့ရှိရင်တော့ရုပ်ရှင်လောကလည်းထိုက်လျောက်ကျွန်တော်တို့ပြည်သက်တွေ အဲကျွန်တော်တို့နိုင်ငံတကာအဆင့်မီကားတွေကိုမြန်မာမင်းသားမင်းသမီးတွေနဲ့တွေ့မြင်ရဖို့တော့ကျွန်တော်တို့ပို့ပြီးတော့ဟိုစိတ်ထဲမှာစူးစမ်းနေရပေါ့ဟုတ်နောက်၁၆ထဲမှာတော့ရအောင်ကျွန်တော်တို့ဒီဇလန်းပိုင်းနဲ့ရိုက်ကူးမှုပိုင်းတွေဟိုကျွန်တော်တို့အပြီးတော့လောက်ရမှာပေါ့နော်ဆိုတော့အခုအချိန်မှာတော့ဒါသူဟာမီဒီယာနဲ့မိတ်ဆက်တယ်ဆိုပေမဲ့ကျွန်တော်တို့ရုပ်ရှင်ကရောဝဲခန်းနာတခုတော့မဟုတ်ဘူးလေဒါဒီကျွန်တော်တို့ရိုက်ကူးမှုအစီအစဉ်ရှိတယ်ဆိုတဲ့အကြောင်းအရာလေးကိုပဲကျွန်တော်တို့က မီဒီယာတွေနဲ့ကျွန်တော်တို့ပြည်သက်ကိုအသိပေးတာပေါ့ဆိုတော့နောက်ပိုင်းမှာကျွန်တော်တို့ကရုပ်ရှင်ရိုက်တော့မယ်ဆိုတဲ့အချိန်မှာတော့ကျွန်တော်တို့မီဒီယာနဲ့ထပ်ပြီးတော့ရုပ်ရှင်အတွက်ကိုတည်တံ့တော့တွေ့ဆုံဖို့ရှိပါသေးတယ်။ဒီအခမ်းအနားကိုပြုလုပ်တဲ့မြန်မာမီဒီယာ7အနေနဲ့2014ခုနှစ်ကစတင်ပြီးရုပ်ရှင်ဇာတ်ကားတွေကိုစတင်ရိုက်ကူးခဲ့ပြီးလက်ရှိအချိန်အထိရုပ်ရှင်ဇာတ်ကား3ကားကိုရိုက်ကူးပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ရခိုင်နားမှာ VNL အလှမဲ့ငူးရင်ထရန်ဟိုရမီကလည်းဒီစကားနဲ့ပတ်သက်ပြီးအခုလိုပြောကြားခဲ့ပါဗျာ။အမ်ဒီကနားမှာအမ်ဂျမနမင်းဝင်းချန်ဝင်းဘီအမ် the first runner who finished in 2014အမ် the first of all I would like to Uh, it's great for my single time to all my support in Myanmar. It's precious time to the media seven and people coming to Yangon. Um, I was very nervous and I felt it's very very nervous and I tried to be um, um, I would make some uh, I I make something mistake but uh, people uh, arriving to the Hamburg airport um, on the bracelet has been, um, as I received just one big welcome from the Myanmar uh, support in support in Myanmar um, and uh, um, I, th I think uh, I found that the Myanmar people are very friendly and hospitality. And the next February, when I come back uh, for this movie and I will try to best as, as an actress to repay my debt of gratitude to all my, uh, to all my Myanmar supporters. I also hope that this movie will maintain the good relationship between our two countries, Vietnam and Myanmar. Myanmar, uh, I love Myanmar so much and thank you for coming today. I'm so sorry because um, I don't know how to say it now. But um, thank you for coming today. Jesus um, အဲ့ဒီနောက်အစောတော်တိုင်းရင်ဆိုစနဲအဖွဲတို့ကလည်းတေးသချင်းတွေနဲ့ဖြောပြေးတိဆက်ခဲ့ပါဗျာ ်ဇာကားကိုကြည့်ရှုတဲ့ပြဿနာတွေအနေနဲ့တော့ဟိုသူတို့ဒီဇာကားကြီးရပြကျွန်တော်တို့ဘာမှစိုက်ကူးရေးမစတင်ခဲ့ကြတဲ့ကပြဿနာတွေအနေနဲ့ပေါက်ထားပြီးသားဇာကားဇာကားတကားလို့အောင်ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကဟိုအရန်လဲဟိုမျိုးဖိအားလဲအရန်များပါတယ်အရန်လဲကျွန်တော်တို့ပြင်လဲပြင်ဆင်ရပါတယ်အရန်လဲ အရန်ကူးဆိုင်ရပါတယ်အဲ့တော့ကျွန်တော်တို့ကပြိသက်တွေစောင့်အကျူနဲ့အောင်ကျွန်တော်တို့ကဒီစကားကိုတေချာချာလေးလက်ပုံဖော်မယ်နောက်ပြီးတော့ဒီကိုနီတိုးတို့ကအစဒီဘက်ကဘီယန်နမ်မင်းသမီးအစဝက်စားစင်ပိုင်းအစုံနောက်စကားဘာသာပြန်တွေကအစအစအစရာအားလုံးအဆင်ပြေအောင်တို့အနေနဲ့လုပ်နေပါတယ်ကျွန်တော်တို့တာဝန်လည်းအရန်ကြီးပါတယ်ဇလန်းချင်းကကျွန်တော်တို့နှစ်ခုတည်းတစ်ခုဖြစ်တဲ့အတွက်တစ်ခုကတော့ပရိုက်တာအချစ်စကားဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲဟိုဒီဘယ်လိုပြောမလဲလူမှုရေးကိုအရန် လုတ်တဲ့ကောင်အဲကောင်မလေးပေါ့အဲ့ကောင်မလေးနဲ့ဒီဘက်ကမြန်မာနိုင်ငံကကောင်လေးနဲ့တွေ့တဲ့ဟာလေးပေါ့အဲ့မျိုးလေးဆက်ကတစ်ခုနောက်တစ်ခုကကြတော့အချစ်ရိုမန်ပေါ့နော်အချစ်ရိုမန်ကောင်မလေးကနေပြီးတော့ဒီမြန်မာနိုင်ငံမှာလာရောက်ဒီဒီလာမျိုးပေါ့အမှုညာလုပ်ငန်းလာလုပ်တဲ့အပြင်မှာလည်းပဲငုတ်ရင်ဒီအတွင်းထဲမှာလည်းငုတ်ရင်ကြိုက်တာပဲသွားမယ်အဲ့ဒီအချိန်မှာဒီမြန်မာနိုင်ငံဘက်ကစီးပွားရေးလုပ်ငန်းရှင်သူကြော်ညာခေါ်ရရင်လည်း အခြေရိုမန်ပုံစံမျိုးလဲနှစ်ခုတည်းတစ်ခုစဉ်းစားတာအခမ်းအနားမှာဆရာဦးဝင်းနှင်းကလည်းမူဒီတာစကားပြောကြားခဲ့ပါတယ်ဒါမှသာကျွန်တော်တို့ကဒီပြပအနာရှင်ဆရာပညာရပြီးတော့ကျွန်တော်တို့ငောင်းမှာဒီပစ္စည်းကောင်းနေတော့ပြီးတော့ကျွန်တော်တို့ဘာကျွန်တော်တို့အဆင်ပြေနေတာလည်းပါနေတော့ခုနိုင်ပါသေးပါအဲ့ဒီနောက်မှာတော့ Media 7ကတာဝန်ရှိသူတွေအမှုပညာမောင်နှမတွေနဲ့အတူအမှတ်တရဓာတ်ပုံတွေရိုက်ကူးခဲ့ပါတယ် နေ့မှာတော့ရုပ်ရှင်ကိုချစ်ညံ့နေတဲ့11 web tv ပရိသတ်ကြီးအတွက်မကြခင်မှာရိုက်ကူးတော့မဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာမြန်မာသရုပ်ဆောင်အကယ်ဒမီနေတိုးနဲ့အတူတူပါဝင်သရုပ်ဆောင်မဲ့ VNN အလှမဲ့ငူရင်ထရန်ဟူရမ်မီကိုမီဒီယာတွေနဲ့မိတ်ဆက်တဲ့အခမ်းအနားကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရမင်းတို့ရဲ့အင်းဆက်မြန်မာအစီအစဉ်ကနေအခမ်းကဏ္ဍအဆုံးလေးစွာတင်ဆက်ပေးနေတာမို့လို့စောင့်မျှော်ကြည့်ရှုကြဖို့ဖိတ်ခေါ်ရင်းနဲ့ဒီကနေ့ရဲ့အခမ်းအနားအစီအစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်။